။အားပါရှင်ကျွန်မကတော့ဒီဂျူလိုင်မှာ DPP ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်။ငလင်တန်တင်ခဲ့တဲ့ဒေတာတွေမှာဖုန်းလိုင်းနဲ့အင်တာနက်တွေပြတ်တောက်နေသလိုစစ်ကောင်စီကလည်းအင်တာနက်အသုံးပြုမှုကိုကန့်သက်ထားဆဲဖြစ်ပါတယ်။ အင်တာနက်လွတ်လပ်စွာအသုံးပြုခွင့်မရတာကြောင့်ကုညီကယ်ဆယ်ရေးမှာခက်ခဲကြံ့ကြာမှုတွေကြုံတွေ့နေရတာဖြစ်တဲ့အတွက်စစ်ကောင်စီကိုအင်တာနက်ကန့်သတ်မှုတွေအများဆုံးဖြည့်လျှော့ပေးဖို့တောင်းဆိုနေတဲ့ Digital နဲ့လူခွင့်ရေးဆိုင်ရာတုံးမြင့်ကော်ရေးဖွဲ့ SF Now ရဲ့မြန်မာနိုင်ငံတာဝန်ခံမတ်ဝေဖြိုးမြစ်ကို DPP သတင်းတော်ဝေကဆက်သွယ်မေးမြန်းထားပါတယ်ရှင်ဒီ internet ပိတ်ဆို့ခံရတဲ့အတွက်ကြောင့်ပေါ့ဒီလူတို့ကဘလောက်ထိစူးစူးဝါးဝါးထိခိုက်မှုတွေကြုံရနိုင်လဲဆက်ဖြစ်လာနိုင်လဲပေါ့ရှင်ဟုတ် အခုဆိုအစိုးရဆုံးအခြေအနေကတော့နံပါတ်1ကအသက်အသက်ကယ်ဖို့အတွက်မှတ်မိနိုင်တဲ့ဟာတွေပေါ့နော်အဲအဲ့ဒါကဟိုဟာပေါ့နော်လက်ရှိကျမတို့ဟိုအခုချက်ချင်းကိုပဲကျမတို့ဖြစ်နေတဲ့အနေအထားတွေပေါ့နော်အခုအနေနဲ့ဒီဆက်ကဆကအင်တာနက်ထိတ်ချုပ်မှုကိုသူတို့လက်နဲ့သပွဲတုံးလာတာတလျှောက်လုံးပေါ့နော်ဆိုအခုငလျင်ဘေးမှာလည်းပဲသူတို့ဟာအဲ့ဒီပုံစံအတိုင်းပဲဆက်ပြီးတော့ကျင့်သုံးနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ခုနအင်တာနက်ပိတ်ဆို့မှုကြောင့်မလဲပဲပေါ့နော်ခုနမြေပြင်မှာလူတွေက သေးနေနိုင်တယ်ဒီတနက်ပေါ့နော်ကြီးစံမဟုတ်တော့ညာလဲပဲခုနဟိုဒီအသက်ဆုံးရှုံးမှုတွေကဒီအင်တာနက်ပိတ်ဆို့မှုကြောင့်အသက်ဆုံးရှုံးမှုတွေကဆက်ပြီးတော့ဖြစ်နိုင်တဲ့အနေအထားမျိုးတွေဖြစ်နေတယ်ပေါ့နော်ဆိုတော့ဒါတွေကကျမတို့ကခုနဟိုအဆိုးဝါးဆုံးခုနအခုခုလောလောဆယ်အခြေအနေမှာကိုဒါအဆိုးဝါးဆုံးကျမတို့ဟိုမြင်ဟိုလက်ရှိပြနိုင်တဲ့ဟို impact လို့ပြောရမှာပေါ့နော်လက်ရှိပြနိုင်တဲ့တက်ရောက်မှုတွေဖြစ်တယ်။နောက်ကျန်တဲ့တလျှောက်လုံးကဟိုကယ်ဆယ်ရေးအနေအထားမျိုးတွေအကုန်လုံးရောပေါ့နော်လက်ရှိပြန်လဲထူထောင်နိုင်ရေးပေါ့နော်ဒီဟိုပြန်လဲထူထောင်ရဖို့ခုနကတော့ဟိုလူ အင်အားပေါ့နော်ငွေအင်အားဒါတွေဟာခုနကတော့ပြောတဲ့ဒီဆက်သွယ်ရေးကွန်ရက်တွေပေါ်မှာချိတ်ဆက်ပြီးတော့ပဲလုပ်ကြရတာဆက်သွယ်ရေးမရှိဘဲနဲ့ပေါ့နော်ဒီအင်တာနက်တွေမချိတ်ဆက်နိုင်ဘဲနဲ့ဒီလူထုအင်အားပေါ့နော်လူထုအင်အားကိုအခြေပြုပြီးတော့ပြန်လဲတိဆောက်နိုင်တဲ့အနေအထားမျိုးတွေကဟိုခုနရောက်လာမှာမဟုတ်ဘူးပေါ့နော်အဲ့ကျတော့ဒါကကျမတို့ကမှန်းဆလို့ကိုမရတဲ့ပေါ့နော်ဟိုခုနအရေးအတွက်အားဖြင့်ကောက်လုပ်ပြီးတော့ပြလို့မရတဲ့တရားမှုတွေဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကျမတို့ကအခုလောလောဆယ်ပြောနေတာဟိုငလျင်ကိစ္စတခုတည်းကိုပဲပြောနေတာပေါ့နော်ခုနကတော့ဟိုဒီ ဆက်သွယ်ရေးကွန်ရက်တွေချိတ်ဆက်မှုကမဖြစ်မနေကိုလိုအပ်တဲ့အနေအထားမျိုးတွေဖြစ်တယ်ပေါ့နော်အဲ့ဒီလူတို့ရဲ့လိုအပ်တဲ့ပေါ့နော်အရေးပေါ်ကယ်ဆယ်ရေးတွေလူတို့ရဲ့လိုအပ်တဲ့ချိတ်ဆက်ကိုနာကိုဘယ်လိုပြောမလဲ community မှာလိုအပ်တဲ့ပေါ့နော်ဟိုအထောက်အကူမှုတွေကိုချိတ်ဆက်နိုင်ဖို့အတွက်ဒီချိတ်ဆက်မှုတွေနောက်တဦးနဲ့တဦးဖေးမနိုင်မှုတွေဆိုတဲ့ဟာကအဲ့ဒီ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  system ကြီးတစ်ခုလုံးကကျမတို့ကဒီဆက်သွယ်ရေးကွန်ရက်တွေပေါ်မှာပဲအခြေပြုရတာဖြစ်တယ်အခုအဲ့ဒီအခြေအနေတွေကျမတို့လုံးဝရှိမနေဘူးဆိုတဲ့အနေအထားမျိုးကျမတို့တွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒါကကျမတို့ကအဲ့ဒါကြောင့်မို့လို့မဖြစ်မနေကိုစက္ကစ ကိုတတိုင်းပြည်လုံးမှာရှိတဲ့ဒီ internet ကန့်သတ်မှုတွေ internet ကိုဘယ်လိုပြောမလဲစင်စာဖြတ်တဲ့ကိစ္စတွေနောက်လူလူရဲ့သတင်းအချက်အလက်ရပိုင်ခွင့်ကိုချိုးဖောက်နေတဲ့ကိစ္စတွေအများမှန်သမျှကိုတတိုင်းပြည်လုံးအတိုင်းအတာအနေနဲ့ချက်ချင်းချင်းချက်မရှိဖယ်ရှားပေးဖို့ဆယ်ဖို့နာတဲ့အချက်လက်ခုနမှန်မှန်ကန်ကန်စီစဉ်နိုင်အောင်ကောင်းကောင်းမွန်မွန်ပြည့်ပြည့်ဝဝစီစဉ်နိုင်အောင်လှုပ်ဆောင်ပေးဖို့ဆိုတာမျိုးကျမတို့တောင်းဆိုထားပါတယ်ရှင်ဟုတ် မန္တလေးတိုင်းစင်ကူးမြို့နယ်ထဲမှာမတ်လ28ရက်နေ့နေ့လယ်ပိုင်းကလှုပ်ခတ်သွားတဲ့ငလင်တန်းကြောင့်ရွှေလောက်ကတ်အတွင်းကရွှေရင်းပြိုကျခဲ့ပြီးရွှေရင်းလောက်သား28ဦးသေဆုံးခဲ့ကငါးဦးကိုကယ်တင်နိုင်ခဲ့တယ်လို့ကုညီဆောင်ရပေးနေသူတွေကပြောပါရယ်စင်ကူးမြို့နယ်ထဲကအင်းတော်ရွှေလောက်ကတ်ထဲမှာပိတ်မိနေသူငါးဦးကိုကယ်တင်နိုင်ခဲ့ပေမဲ့ရွှေရင်းလောက်သား28ဦးအသက်ဆုံးရှုံးခဲ့တယ်လို့မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့လက်ပံလာရဲ့တာဝန်ရှိသူကပြောပါရယ် ခုကဲတင်နိုင်ခဲ့သူ9ဦးကိုလည်းရွှေတွင်းပြိုကျပြီးချိန်ကနေ65နိုင်ကျော်မှကဲတင်နိုင်ခဲ့ပြီးလက်ရှိ28လောင်းတွေ့ထားတာပါတွင်ထဲမှာအသက်ရှင်သူတွေရှိနိုင်သေးလို့ရှောက်ဖွေကဲဆဲလုပ်ငန်းတွေကိုလည်းဆက်လက်ဆောင်ရွက်နေတယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကလှုပ်ခတ်သွားတဲ့အင်အားပြင်းငလင်တန်းကြောင့်စင်ကူးမြို့နယ်ထဲမှာတည်ဆုံသူ90ကျော်ထိရှိလာနေပြီဖြစ်တယ်လို့လည်းကုညီဆောင်ရွက်ပေးနေသူတွေစီကနေတစင်သိရပါတယ်ရှင် ကချင်နှစ်ရှင်ခရိယံအဖွဲ့ချုပ် KBC ကငလင်တန်းသိပြည်သူတွေအတွက်ငွေကျပ်သိန်း1500မှတည်ပြီးမန္တလေးနှစ်ချင်းအတင်းတော်နဲ့အတူကူညီပေးနေတယ်လို့သိရပါဗျာ။ လောဝမြန်မာကချင် Baptist Association KG ဇက်ထဲကမန္တလေးဂျူဘလီဝင်းမှာငလင်တန်ကြောင့်တိတ်ရှောင်နေတဲ့ပြည်သူအယောက်200ကျော်ခိုးလုံနေပြီးအေးတကြီးလိုအပ်နေတဲ့အစားတောက်တောက်ရည်တန့်တန်ရှိရတို့အပြင်နေစရာတွေပြင်ဆင်ပေးနေပြီးဆိုလာမီထောက်ပံ့တာတွေကိုအတင်းတော်တွေဘက်ကကူညီပေးနေတယ်လို့ KBC ထွေထွေတွေ့ရမှုတိတ်ခါတော်ရစီရတော့ဖောင်ရန်တူးမိုင်ကပြောပါရတယ်။ အခုလိုအကူအညီဆောင်ရွက်နေတဲ့လုပ်ငန်းတွေအတွက်ကချင်းနှချင်းခရီးရန်ဖွဲ့ချုပ်ကကြက်သိန်း1500မတီကကူညီဖို့အလှငွေချမှတ်ဆောင်ရွက်နေတာဖြစ်တယ်လို့ဆိုပါတယ်ဆလကူညီဆောင်ရွက်ပေးနိုင်ဖို့အတင်းသူအတင်းသားတွေအနေနဲ့လည်းအဖွဲ့ချုပ်စီကိုလူငွေတွေပေးဖို့ပါဝင်နိုင်ဖို့ပြောပါရစေ။ ဒါပြင် KBC အသင်းတော်တိုင်းမှာတနုနေဝေးပြူဆူတောင်းတဲ့အခါငလင်တန်းသိပ်ပြည်သူတွေအတွက်တိသက်လူငွေကောက်ခံပြီးအဖွဲချုပ်ကိုပေးပို့ဖို့နဲ့အရေးကြီးဆုံးအနေနဲ့ငလင်တန်းခန်းစားခဲ့ရတဲ့ပြည်သူတွေနဲ့ကုညီကယ်ဆယ်ရေးဆောင်ရွက်နေသူတွေအလုံးအတွက်ဆူတောင်းပေးကြဖို့ကိုလည်း KBC အထွေထွေအတွေ့အကြုံမှုအသိပေးထားပါတယ်ရှင်ဒီဗီဗီရုံးမြေတန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ဒီဂျူလိုင်းပါ